ကဲဆရာတို့ဒါဆိုရင်ဒီနေ့ read the passage ကိုဆက်သွားမယ်နော်ဒီမှာ read the passage နော် sub subbyte တွေကိုဖတ်ပါတဲ့ sorry နော်ကဲ read the passage subbyte တွေကိုဖတ်ပါတဲ့ subbyte ကိုဖတ်ပါတဲ့အဲ့တော့ဒီမှာ manners manners ဆိုတာအပြုမူပြုမူဆိုတာတဲ့ refer to refer to ကဒီစာကြောင်းမှာ verb နော် refer to ဆိုတာရည်ညွှန်းတယ်တဲ့ the way of doing something the way ဆိုတာနေလား of doing something ဆိုတာတစုံတစ်ခုကိုပြုလုပ်တဲ့နီလန်းဒါဆိုရင်အပြုတ်မှုဆိုတာတစုံတစ်ခုကိုပြုလုပ်တဲ့နီလန်းကိုရှင်ညွှန်းပါလေတဲ့ဟုတ်ပြီအဲ့မှာ manner မှာ s ထည့်လိုက်မယ် manners ဟုတ်ပြီနော် manner မှာ s ထည့်လိုက်ပြီနော်မတူဘူးနော်ဒီဘက်က manner မှာ s မပါဘူးဒီဘက်မှာဒီဘက်က manner မှာ s ပါတယ်အဲ့တော့ manners refer to ရှင်ညွှန်းတယ် refer to ကဒီစာကြောင်းရဲ့ verb နော် the way နီလန်း a person behave နော် လူတယောက်ပြုတ်မှုတဲ့နီလန် sorry နော်မြန်မာပြန်ဖြတ်လိုက်အဲအပစင်ဘီခေလူတယောက်ပြုတ်မှုတဲ့နီလန်ဘာမှလဲ in society society ဆိုတာလူအဖွဲ့အစည်းကိုပြောတာဟုတ်ပြီနော်လူအဖွဲ့အစည်းမှာလူတယောက်ပြုတ်မှုတဲ့နီလန်ကို manners ပြုတ်မှုများလို့ခေါ်တယ်ဟုတ်ပြီနော် manners ပေါ့နော်အင်္ဂလိပ်လိုတော့ ဲ့တော့ manners ကကြတော့လူဖွဲ့စည်းဥပမာကအလူအိမ်သွားတဲ့ခါကျရင်ဘလို့အလူအိမ်သွားရင်ဘလို့မျိုးလူတွေနဲ့တွေ့ရင်ဘလို့ဆက်ဆံလဲဟမ်အင်ဘော်ရီချတိုင်းနေဝတိုင်းနေကောင်းတဲ့ဟာတွေကိုကိုယ့်ဘက်ကိုထားအတီးရွက်ကြော်တွေဟိုဘက်ကိုချအဲ့လိုစားလာအလူဝင်မှာသွားရင်ဒါမှမဟုတ်နော်ကိုကမီတာဆောင်းလဲတန်းစီနေရတယ်တန်းစီနေရရင်ကိုကနော်တန်းမစီပဲနဲ့ကြော်ဖြတ်ပြီးရှေ့ကိုသွားပြီးတော့မီတာအတင်းကိုရင်ပြီးအောင်ဆောင်းလာအဲ့ဒီလိုမျိုးလူအဖွဲ့စည်း တွေမှာပြုတ်နူတဲ့နီလန်းကို manas aspire เนาะ manas လို့ခေါ်တယ်တစုံတစ်ခုကိုပြုတ်လုတဲ့နီလန်းအောင်ကြတော့ m a n n e ရ mana လို့ခေါ်တယ်ဟုတ်ပြီเนาะ mana ဆိုတာအပြုတ်မူပါဟုတ်ပြီ that's ဒါကြောင့်တဲ့ manas အပြုတ်မူတွေကတဲ့ can be ဖြစ်နိုင်တယ်အဲ့မှာ can be a verb ပေါ့เนาะဒီစာကြောင်းရဲ့ verb เนาะ ကံပီဖြစ်နိုင်တယ်အဲ့ဒီ B ရဲ့နောက်မှာ adjective လိုက်ထားတယ် good ကောင်းတာလည်းဖြစ်နိုင်တယ် bad ဆိုးတာလည်းဖြစ်နိုင်တယ် polite ယဉ်ကျေးတာလည်းဖြစ်နိုင်တယ် impolite မယဉ်ကျေးတာလည်းဖြစ်နိုင်တယ်အဲ့တော့ဆရာတို့စကားလုံးတွေကိုဆရာတို့မှတ်တဲ့အခါမှာသူ့ရဲ့ wasing က adjective လား adverb လား verb လားဒါတွေကိုတွဲပြီးမှတ်ပါမှာ good ကောင်းသော bad ဆိုးသော adjective တွေနော် polite ကယဉ်ကျေးသော impolite မယဉ်ကျေးသောအကုန်လုံးဒီလေးလုံးစလုံးက adjective တွေကြီးပဲဟုတ်ပြီနော် ကဲဟုတ်ပြီနောက်တစ်ခု for example ဥပမာအဖြစ်ဟုတ်ပြီနော် in our myanmar culture ငါတို့ရဲ့မြန်မာယဉ်ကျေးမှုမှာအ society ဆိုတာလူအဖွဲ့အစည်းကိုပြောတာလူအဖွဲ့အစည်းမှာတဲ့အဲ meal style meal style အဲ meal style ဆိုတာဘာကိုပြောတာလဲဆိုတော့သမင်းစားတဲ့အချိန်ကိုပြောတာဟုတ်ပြီနော် meal time ဆိုတော့နော်အဲ့ဒီသမင်းစားတဲ့အချိန်မှာ it is but နော် bad manners ပေါ့နော်ဆိုးရွားတဲ့အပြုအမူတွေပဲတဲ့ for junior junior ဆိုတာအသက်ငယ်တဲ့သူက to start eating ဆိုတာစစားရနော် before a senior that senior ဆိုတာကိုယ့်ထက်အသက်ကြီးတဲ့သူကိုပြောတာနော် senior that's ကတည်းကစားတာကိုပဲ eating ကိုပဲပြန်ညွှန်းတာဟုတ်ပြီနော်အဲ့တော့အသက်ကြီးတဲ့သူ before a senior that's အသက်ကြီးတဲ့သူမစားခင်မှာ အဂျူနီယာတူစတက်အစ်တင်အသက်ငယ်တဲ့သူကအရင်စားတာကတဲ့အဲလစ်ဘတ်မန်နာဆိုးရွားတဲ့အပြုတ်မှုဖြစ်တယ်တဲ့ဘာမှလဲဆိုတော့ at meal times တော့ at meal times ဆိုတော့ထမင်းစားတဲ့အချိန်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခု it is always polite ဒါကတဲ့ယဉ်ကျေးပါလေနော်အမြဲတမ်းယဉ်ကျေးပါလေ for a junior နော်ငယ်တဲ့သူတယောက်အတွက် to listen နားထောင်တာ with unfolded unfolded ဆိုတာလက်ပိုက်ပြီးတော့နားထောင်တာငယ်တဲ့သူဟာလက်ပိုက်ပြီးနားထောင်ရမယ် why he or she is spoken အဲ့ဒီသူတို့မဟုတ်သူမကို is spoken ဆိုတာပြောနေတယ်ဘယ်သူကပြောတာလဲ to buy a senior spoken to buy a senior senior ဆိုတာကိုယ့်ထက်အသက်ကြီးတဲ့သူကစကားပြောတဲ့အခါမှာငယ်တဲ့သူတွေကဘာလုပ်ရမလဲလက်ပိုက်ပြီးတော့နားထောင်ရမယ်တဲ့အဲ့ဒါကဘာဖြစ်လဲ it is always polite ရှင်းကြီးတယ်เนาะ such as ဘယ်လိုမျိုးလဲဆိုရင် a parent မိဘတွေကပြောတာပဲဖြစ်ဖြစ် teacher ဆရာဆရာမတွေကပြောတာပဲဖြစ်ဖြစ် ဟုတ်ပြီနော်လက်ပိုက်ပြီးနားထောင်လာရင်ကြီးတယ်တဲ့ one important point နော်အရေးကြီးတဲ့အချက်တစ်ချက် to bear in mind အရာလေးကိုမတွဲလိုက်မှတာ to bear in mind ဆိုတာစိတ်မှာဆွဲဆွဲမြဲမြဲမှတ်သားထားဟုတ်ပြီနော်အဲ့တော့စိတ်မှာမှတ်သားထားရမယ့် အရေးကြီးတဲ့တစ်ချက်ကတော့ is that ဒါပါပဲဗာလဲဆိုတော့ every society เนาะလူအဖွဲ့အစည်းတိုင်းမှာ society ကလူအဖွဲ့အစည်းဟုတ်ပြီเนาะလူအဖွဲ့အစည်းတိုင်းမှာတဲ့ and culture ရင်းချင်းမှုတိုင်းမှာတဲ့ has ရှိပါတယ် it's လကောင်း e list or list ဆိုတာစရင်เนาะ list or good and bad manner ကောင်းတဲ့အပြုမူနဲ့မကောင်းတဲ့အပြုမူတွေရဲ့စရင်းနေရှိတယ်ဘယ်ဟာကတော့ကောင်းတဲ့အပြုမူဘယ်ဟာကတော့မကောင်းတဲ့အပြုမူဆိုတာ every society လူအဖွဲ့အစည်းတိုင်းနဲ့ရှင်ချင်းမှုတိုင်းမှာရှိတယ်တဲ့ generally ရေပူရအဖြစ် speaking စကားပြောတာเนาะစမ်းမှန်တာเนาะအချို့တော့ generally speaking ဆိုတာရေပူရပြောရမယ်ဆိုရင်ပေါ့เนาะအဲ့ဒီအတိတ်ပဲเนาะစမ်းမှန်တာအချို့တော့အပြုမူတွေကအာ universal အများနဲ့ဆိုင်နေတဲ့ universal ဆိုတာ adjective အများနဲ့ဆိုင်တော့ဟုတ်ပြီနော်ဆရာတခါနဲ့ meaning လိုက်တိုင်ပေးရနော် universal adjective အများနဲ့ဆိုင်တော့အဲ့ adjective တွေ verb တွေ noun တွေအဲ့ဒါတွေကိုလည်းမှတ်ရမယ်နော်ဆရာတို့က universal အများနဲ့ဆိုင်အဲ့လိုမျိုးကြီးအများနဲ့ဆိုင်တာအဲ့လိုမျိုးကြီးတော့မှတ်လို့မရအောင် universal adjective အများနဲ့ဆိုင်တော့အဲ့အဲ့လိုမှတ်ရမယ် meaning တလုံးမှတ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ပြန်ပြောမယ် generally speaking ရေဘူးရပြောရမယ်ဆိုရင် some manners အချို့တော့ အပြုမူတွေဟာ our universe ရဲ့အများနဲ့သက်ဆိုင်ပါတယ် why ကဇင်တွေပေါ့နော် sun နော်အချို့တော့ manastic ကပေါ့နော်သူပြောချင်တာအချို့တော့အပြုမူတွေကတော့ our ဖြစ်ပါတယ် culture specific culture specific ဆိုတာ feature ရင်ကျင်းမှုရှိတယ်ပေါ့နော်